အင်္ဂလိပ်ကတလျှောက်ဇီဝမျိုးစုံမျိုးကွဲများထိမ့်သိမ့်ရှိကိုမြမတရုတ်ပူပေါင်းမှုဖြင့်ပုံမှုလှုပ်ဆောင်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အင်္ဂလိပ်ကတလျှောက်ရှိဇီဝမျိုးစုံမျိုးကွဲများထိမ့်သိမ့်ရှိကိုမြမတရုတ်ပူပေါင်းမှုနဲ့ပုံမူသွုံးမြင်လှူဆောင်သွားမယ်လို့မြမနိုင်ငံဆိုင်ရာတရုတ်တန်ရုံမှထုတ်ပြန်ထားပါတယ်။လွန်ခဲ့သောနှစ်တရမ၅တန်းကျော်ကလေးကပင်တရှိခဲ့တဲ့အင်္ဂလိပ်ကဟာငါးများနဲ့ရေချိုခရုမျိုးပေါင်းစုထိုးကိုအမျိုးအစားစုံလင်စွာနဲ့တွေ့ရှိရတဲ့ဒီချာတရှိတဲ့ရေကန်ကြီးဖြစ်တယ်လို့ဆိုပါတယ်။ Chinese Academy of Science ကကူမင်း Institute of Zoology ရဲ့အရှိတောင်းအားရှတောင်းရိုင်းတရိတ်ဆန်မျိုးစုံမျိုးကွဲသူတေသနအဖွဲ့မှသူတေသီတွေဟာမြန်မာနိုင်ငံနဲ့အတူပူးပေါင်းပြီး2024ခုနှစ်ဇွန်လကနေဇွန်လလအထိအင်္ဂလိပ်ကမ်းရှိရေနေသတော်ဝါထွေကို စနစ်တကျစောင့်ကြည့်လေ့လာခါရေချိုးခရုမျိုးစိတ်ကိုအဓိကထားစုဆောင်းမှတ်တမ်းတင်ခဲ့ပြီးသက်ဆိုင်ရာသူတေသနရလဒ်တွေကို Zoo Systematic and Evolution မှာမကြတဲ့ င်းမီကထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်အဆိုပါသူရိတနာရလက်အရာအင်္ဂလိပ်ကဟာယနေ့အထိကမ္ဘာပေါ်မှာဗီဒီနတီမျိုးစိတ်ထွေရဲ့မျိုးစားစုံလင်မှုနဲ့ကွဲပြားမှုအများဆုံးသိရှိပြီးဒီချားသိရှိတဲ့ရေကန်ကြီးဖြစ်ကြောင်းကိုအတိပြုခဲ့တယ်လို့သိရပါတယ်။ဆလပီအင်္ဂလိပ်ကသရှောင်းဇီဝမျိုးစုံမျိုးကွဲများထိမ့်သိမ့်ရေကိုမြမတယုတ်ပူပေါင်းမှုနဲ့တုံးမြင့်ဆောင်ရွက်သွားမယ်လို့သိရပါတယ်ရှင်။